ာလုပ်တဲ့လူကရွှေတော့ကပြန်လို့လက်နဲ့တံပြီးတက်တဲ့အဖေကိုလည်းပြေးညာကြီးမောင်မောင်မင်းမရှိတဲ့အရက်လည်းပြေးဟာအကောင်းသားကွာသူများတွေကညာတို့တူပြီးတော့ဟာငါတော့ဝယ်တာကျေစွတင်နေညဘက်ကြသားမရှိဘူးထိုးကြည့်တာဟုတ်ပြန်မပိတ်တဲ့မပိတ်ချက်တော့ဆောင်းတဲ့အုပ်တော်လည်းလင်းရံမှာပေါက်မထိုးပါဘူးဆိုဓာန်ဝုန်းတဲ့အုပ်ကသားနဲ့လူပြန်လာတော့အဖေဓာန်မီးရောဆိုတော့ဓာန်ဝုန်းအောင်မှာကွာမင်းကတော့ရှောက်လာနေရပါဟာ ပြောရည်ကြီးဆရာကြီးကျွန်တော်တို့မသိဘူးကဲပအများကြီးကွာသွားပြီသုသာရဏမင်းမြကားကဖြစ်ဆက်လူသာရဲ့ခြေဦးညိုသလူသာနဲ့ရှင်ရတော်မိုးဟိကိုရရဲ့မဟုတ်မှန်းသိတယ်တပည့်တိုက်ရှင်တိုက်နေနော်ဆက်နေလို့ကြိုက်ပါမိုးဟိကိုကသူ့နော်ဟုတ်တယ်ဟုတ်ပြီကျွန်တော်တို့အဲ့လိုကြည့်ခဲ့ရတယ် ဘာမီဒီယာမှမရှိဘူးအောက်ဆက်တဲ့ဓာတ်ပြတ်ထက်ကြည့်တဲ့ဖြစ်လည်းမဟုတ်ဘူးအတန်ချက်ဆက်ဖွင့်နေတာပြီးရခဏမပါအတန်ချက်ဆက်ဖုံးချထားရင်ဘာစက်နဲ့ဘူးလို့မှုတ်လိုက်ရတာကိုကိုကိုကမှဟုတ်တာပြီတယောက်ကကတော့ပစုံတူတော့ဝက်ပြီးတော့သစ်ပင်ပေါ်တက်ချိတ်တက်ချိတ်ကြထနှောင်းမယ်အောက်ကမော့ကြည့်တော့အုတ်ရှိသီးတွေနဲ့ဘယ်နဲ့လဲမတော်ဘူး ူကကျိုးပြစ်ချမှာအတန်ထွက်မှာနတ်ထောင်ကျွန်တော်မရအုပ်ချက်ဒီလက်သေးနော်အဲ့ဒါလို့တော့ရတာအဝိကြီးပြည့်ရတာကျွန်တော်တို့ငယ်တုန်းကအဲ့လိုနော်တော့ရတာကြည့်ရတယ်အမတန်ဆင်းရဲတယ်ရက်ကွက်တဲ့ရာချင်းရွာတဲ့ငကနာပြင်းအကောင်းဆုံးကြည့်ရတယ် ဖလားတစ်ဖက်ကျဲ့ရုပ်ကလေးကတစ်ဖက်နတ်ဘရောကောင်းလို့ကြည့်ရတာပွဲကမလာဘူးတစ်နှစ်နေလို့လည်းမလာဘူးနှစ်နှစ်နေလို့လည်းမလာဘူးပွဲထဲ့မယ်ဆိုရင်ဘောဘကသူတို့ချင်းရန်ဖြစ်နေတယ်ပွဲကမပါနဂရောကာနဂရောနဂနကနာပိလေသွားပြီဝမ်းချီရနန်းထဲမှာနေနန်းရေကြီးသုံးပါတဲ့ချက်ဖောင်းလေး နန္ဒေမနေနိုင်ကြီးသုံးပါတဲ့ကျဖောင်းလေးမနဲ့ကိုရင်နှွေးညရင်အင်းနဲ့ဟူကြီးကြောင့်ငါမွေးတဲ့ကျဖောင်းလေးအေးအေးဆိုတော့ဘုရားကိုပဲပါတရားကိုပဲပါတန်ခါကိုကိုပဲပါတရဏဂုံသုံးပါတည်တဲ့ကျွန်တော်တို့မျိုးကနတ်တယ်ပတ်စံလေးထည့်လိုက်သေးတာကြောက်ပါသေးတယ်ထည့်ရတာကျက်လောင်းမဲ့ဖလားတယ် နဂရောမျက်စောင်းထိုးခြင်းကြောက်လှပြီတန်းဝံတပြံငွေများရဲ့နဲ့လောင်းစရံငွေမရှာပါဘူးချက်ကြတိုက်မဲပြင်းမြင်းလမ်းရောရှင်ငေးရတာနဂရောခွာချောတာလည်းမဟုတ်တခြားကြည့်စရာမရှိတော့သူ့ကြည့်ရတာဟန်ကောင်းလို့နေမပါလို့အလိုရှင်လို့တော့တန်းကောင်းကိုတန်းကောင်းကိုနေမပါလို့ အယခလေးငူတဲ့အာမနာအင်းကြီးချင်းကိုတဲ့အာမနာမတော့ရရင်သီလဆောင်နေကိုချမ်းဟွန်တကားပေါ့ကိုကြီးကျော်ကမတော့ရတဲ့နေ့သီလဆောင်နေမတော့ရတဲ့နေ့သီလဆောင်တာနှစ်ယောက်ပဲရှိတယ်ကိုကြီးကျော်နဲ့ဆရာချွေဦးညိုနဲအဲ့ဒါပဲငြိရတယ်ကျွန်တော်တို့ကြည့်နိုင်တဲ့မီဒီယာကဒါပဲ ရုပ်သေးစင်ကိုသွားပြီးရုပ်သေးခွဲလက်ကြည့်ရတယ်။ဟိုးသူများကသွားကြည့်ရတယ်။လှဲလေးပေါ်တက်ကိုလှဲမရှိတော့သူများလှဲနဲ့လိုက်ပြရစီမိန်းကလေးတွေကတပည့်ကလေးမင်းနဲ့ဆုပ်ပြီးခြုံကအိမ်ကပွန့်တဲ့သပယ်ပန်းလေးပန်ရကြောက်ပြင်းလေးကပဲ့လို့တနခါတော့ကမွေးမရှိနတ်သမီးရေလေကျွန်းလေးတွေကနတ်သမီးကျွန်းလေးတွေမှာပိုးလောက်လန်းလေးတွေကဆဲကောင်းလောက်နဲ့ရေလေးတင်ကြည့်ကြည့်ကြည့်နဲ့ကြည့်လိုက်တဲ့မှန်ကဗရမ်းမပါဘူး ောင်လေးဘက်မှာနှစ်ဖက်ကမရှိတော့ထញံတုံးနဲ့ညက်ထားအပြူလေးသွေးတယ်ကြည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 ်နဲ့သွေးပါတစ်ဖက်ချက်လေးအမေပွဲသွားကြည့်မယ်နော်မိလူသေးပွဲရှိတယ်အမေရဲ့ဘုရင်ကအဲ့ဒါလို့မိပါပြောရဆက်ပြီးလက်ကြည့်မှာတော့အကူရီသွားမှလေလဲရီရွာထိတ်စောင့်နေပြီမိရဲ့ရေသေးခတ်ခဲ့ပါအောင်သမီးရဲ့ဩမိရဲ့ရေခတ်တော့ပဲမိတော့မှာတော့ခတ်ခဲ့ပါအောင်သမီးရဲ့ဒီခိုင်ကတိမာပေါ့အမေရဲ့ ခမည်းကိုကြီးကျော်တဲ့ညဉ့်ကြံဘက်ကချင်းဆရာကရုပ်သေးဘွေသွားရအောင်ချင်းလေးဒီသချင်းကြားတိုင်းငငယ်ကရုပ်သေးဘွေသွားကြည့်ရတယ်ရတာနှလုံးသားထဲမှာဘယ်လိုရှိတုံးမလဲဒီခပြန်ကတိလှောဘိမှန်ကပဲစင်းနေတောင်းတောင်းငွေဒီခက်ကပြန်လာတော့ကတိရဲ့လက်ရည်ထွက်တော့မဘီးနဲ့မှန်ကဘယ်နှမှမသိဘူးဒီခပြံကတိလှဖို့ဘိမှန်ကပဲစင်းနေတောင်းတောင်းအောင်မွေး သဘဲကိုဘယ်သူဖွက်ကြစစ်ကြပေါ်ရင်လောင်စားနဲ့ရောင်းမရေလောင်စားနဲ့ရောင်းမရေရှာကြည့်အောင်လေမောင်ကြီးရေမောင်ကြီးရေစောင့်ပါအောင်လှဲ့လေလှမ်းထားရသဘဲကိုပန်းကြည့်အောင်မနေတပည့်ပြားခြုံလိုက်အောင်မနေအဲ့ဒါလို့ပေါ်ချီရတာမန္တလေးသူများကြည့်သူများပေါ်ချီတော့လေခေါမလူကတပည့်ပြားလေးခြုံပြီးပွဲသွားကြည့်ရဆင်းရဲလွန်းလို့ မန္တလေးသူများကြတော့ဟိုးတက်ပြီးဗန်းတန်းဝလာတဲ့ဖဲချမီနဲ့ချက်စင်က6လက်မှလာဘိုက်ပေါ်တင်ပတ်ဘုံတော်ခဏက6လက်မှလာဒီစပတ်ကြီးမှာစိန်တုံးကြီးကကုန်းဒီလုံးလောက်ကြီးစိန်ကဆွဲထားတာဆယ်ရီလောက်ခြုံတဲ့ဘဝကပတိဤဘဝနှုတ်ဘဝစာပါဘဝရင်းနဲ့နွားမှလည်းကျင်ခတ်ဘဝကြီးတွေတစ်ဖက်တစ်ကောင်ခြုံထားတဲ့ဒီလေးစင်အားတစားသည်နွားမှလား ကျင်ခဘဝတွေတင်ထားပါလို့အသွွန်နင်းများနှကြောရင်ဟာနင်းနံကိုင်းလို့မောင်းဘုဘဝသာဘာပေါင်းရောင်မကောင်းရလို့ပင်အယောင်နဲ့တဲ့ဆံပန်းပေါ်သို့ခြင်းနေဝင်နီလေးရဲ့ရင်စီလေးမဲ့ပြင်းဟီဟီဟဲ့လို့နင်း နတ်သွင်းလေးလေးလေးလုံးခဲတွေးလေးလေးစင်ချင်းအဝေးကြီးကမြင်ပြန်လမ်းပေါ်တွင်ပျော်ရွှင်ခင်တို့လှည့်ဘိန်းတမ်းကမဆဲပဝါမျိုးအစုံစုံနေရဖုံးတို့လည်းရွှေမုံစားရှင်မနေ့ကနေ့ကပဲကျွန်တော်မန္တလေးမှာမြို့တီနန်းတီမြစ်150ပွဲတော်ကြီးချင်းချင်းတက်ချင်းပါတယ် ဘာလို့ကျင်းပါတာလို့ပရိသတ်စတုကိုစနစ်ကိုပြန်ပြီးလွန်မောတတ်တာလည်းမဟုတ်ပါဓမ္မောအုပ်ချုပ်တဲ့ဘယင်းနှုတ်ကထွက်တာအမိတ်ဖြစ်နေတဲ့စနစ်ကြီးကိုပြန်တန်းတားခြင်းမဟုတ်ဘာတော်မူသွားတဲ့သီဟောဘယင်းသုဖရလမိဘရားတို့ကိုနွမ်းနေတာလည်းမဟုတ်ဘယင်းကကြည်ကြည်တဲ့ချမ်းသာပြီးတိုင်းပြည်ကကုန်းကောက်เสียမှရှိအောင်မွေးဒါကိုနွမ်းလို့လည်းမဟုတ် ဒါဖြင့်ဘာလို့လွတ်တာလို့အတိတ်ရှိတဲ့လူမျိုးဖြစ်တယ်ကျွန်တော်တို့ကတမိုင်းရှိတဲ့လူမျိုးဖြစ်တယ်ဒါကျွန်တော်တို့ဂုံယူရမယ့်ကိစ္စဖြစ်တယ်နှစ်ချက်သေးပဲမန္တလေးမြို့တည်နန်းတည်နှစ်150ဘွဲ့တော်ကြီးတို့တာဘာလို့လွတ်တာလဲဆိုနှစ်ချက်ပဲအတိတ်ရှိတယ်ကျွန်တော်တို့မှာကောင်းမြတ်သောအတိတ်များရှိကျွန်တော်တို့မှာတမိုင်းကြီးတဲ့တမိုင်းကြီးတဲ့လူမျိုးဖြစ်တယ်ဒီလိုနေခဲ့ကြတယ်နေမြေဝန်သား ဆက်သွယ်စင်လာအာနာဟွန်ဖြူတီဇောတက်တုနန်ယုနရိန်တကူမတိန်စေချင်းဧကရမြစ်တော်မန္တဆက်ကရဖြစ်တော်မူသောဘောရှင်မင်းတို့မင်းတရားဖြစ်ဟုတ်ချစ်ကျော်ဤမန္တလေးတဲ့အောင်ကျော်ချမ်းဤမန္တလေးတင်ချင်းကြောင်ဝေဒနာဘုံနဲ့1922ခုနှစ်ကမန္တလေးရှိမြို့တော်ကြီးတည်လိုက်တာဒီကနေ့နှစ်150ပြည့်ပြီ။အမတန် ခန္ဓာကြီးကျယ်တဲ့မြို့တော်ကြီးမဟာဗိဒမှာမန္တလေးမြို့ကိုဖွဲ့တဲ့ချင်းပုတ်ကြီး50လောက်ရှိအရှိဘက်မှာနတ်ထိပ်တောင်ပါဗျာအနောက်ဘက်မှာအေယောရီမြို့ကစီးဆင်းလို့တောင်ဘက်မှာတော့ဒုထဝတိမြို့မြောက်ဘက်မှာမရယာမြို့နဲ့ရေရှည်များစီးဆင်းနေတယ်။တာယာလှပါတယ်မြို့တော်ကြီးပါဗျာနတ်ဘုံနန္ဒမြတ်တကူအရှိန်အစောကြီးတဲ့ ဆွေမျိုးတော်ကြီးပါဗျာရှင်ကြီးဆရာမြတ်ကအရေးချက်မအောင်မြင်နိုင်ယူရရတို့သင်္ကာရွှေဘုံတို့ယူရရတို့သတ်သဖြင့်မတောင်းလဲရယူရရတို့ရေးချက်ဗုဒ္ဓင်ကူရမြတ်စွာဘုရားအလောင်းမော်လို့သာမင်းတို့မင်းတရားကြီးဖရားအန္တရီမျိုးကိုတီထောင်နိုင်တယ်အဖြစ်နေရရေးတယ်မြတ်စွာဘုရားကမန္တလေးတောင်တော်ထိပ်ကနေဗျာဒိတ်တော်ပြီး စန္ဒမုခိစန္ဒဆိုတော့လမုခိဆိုမျက်နာပေါ့လဝန်းလိုဝမ်းဆက်တဲ့မိမသားပြက်အစောပြားလှူစရာမရှိတော့ဝတ်ပန်းစုံဖြတ်ပြီးလှူမန္တလေးကလူရှင်တော်ရနောက်တယ်မြတ်စွာဘုရားဝတ်ပန်းစုံဖြတ်လှူကြတဲ့မန္တလေးပေါ့စီတွေရောက်လာတာပဲနော်မြတ်စွာဘုရားကဗျာဒိတ်တော်ပြည့်တယ်ညွန်များညွန်တော့ နောက်နှစ်ပေါင်းများစွာကြာတဲ့ကမြမတွေကြောင်ဘက်ကိုပြေးရခဲ့ပေါ့နော်ပြေးရတာကျွန်တော်တို့အခုမျိုးသက်ရောက်နေပါပြီကျွန်တော်တကယ်ချင်းကိုစုမဲ့လေမျိုးစုံမှာမျိုးရှိမှာကျွန်တော်ကမျိုးတောင်ဘက်ဖျားမှာဘုန်းကြီးဘူးလေးတယောက်ပဲအလဲကောင်နဲ့နဲ့ကြံနေခဲ့နော်ပြမတန်ကြည့်ကြခန္ဓာတဲ့မျိုးတော်ဒီမုဒ္ဒေနောင်းမှုမျိုးနံတီထောင်မင်းမြအောင်ကုန်းပေါင်းနေညွန်းသွေး လိပါမီဘောကျုတ်နိုင်ဘုံတော်ဟုံး၆ဘုံနဲ့ရွာလွန်ပြမွေလို့ပြီးတော်မြမထိယာသာနဲ့တန်ခုခါရေရွှေဖုံတော်နီလာဝေဖြာမလဲရနရွာရေသူအေးနရွာရေသူအေးရှိကဒီလိုချင်းလေးဖွဲ့ကြတယ် စင်မြူရနာဆက်မီခုရောက်လာစင်မြူများလည်းကြိုက်စင်မြူရှင်မင်းသိဖြစ်ချင်တာရှိတဲ့စိစုစင်မတော်တို့ဘုရားဆက်တော်တင်တဲ့စင်နေရစင်မဲတွေဒါပေမဲ့စင်မြူရနာဆက်မီခုရောက်လာလို့ရေးကြရတယ်စင်မြူဆိုလို့ဘာကြီးတော်ဘုရားလက်ထက်အမတ်ကြီးဥပ္ပေါ်ဘုရင်ကမေး ပေါ်ဦးတယ်ငါစင်ကဖြူသလားမဲသလားပြောသားတယ်စင်ပြူအမှန်စင်မဲဘင်းကစင်ပြူပြောမှကြိုက်မှန်းသိတော့ပေါ်ဦးကမပြောဘူးပြုံးဟဲ့ပေါ်ဦးဖေရငါစင်ပြောသားစင်ပြူလားစင်မဲလားအဲဖြူတယ်လို့လို့ပါပဲဗျာအဲဒါကဝိလက်ကြောင့်မလုံးနဲ့ဒီလိုတော့ရှိပါဗျာနောက်နှစ်ပေါင်း60ကြာရင်တော့ဆွတ်ဆွတ်ဖြူတဲ့ဆင်ဖြစ်ဖို့သိကြပါတယ်ဗျာ ဟာဘယ်ကဝန်တာသွားပြီးတော့ပြုံးပြုံးကြီးပြန်သွားတော့မတ်တရမေးတယ်ပေါ်ဟုတ်ရဲ့လားဩနောက်နှစ်ပေါင်း60ကျော်မှတော့ဘယ်နဲ့သိပြီစင်ပြီလဲသိပြီဟောဟုတ်တာပဲနော်စင်ပြီကြိုက်တာပေါ့နော်မြို့ကမန္တလေးတည်းရက်ကြီးသူများပွဲသွားကြည့်တယ်ကျွန်တော်တို့ပဲမြင်လိမ့်မယ်ကျောင်းမှာတော့ကျွန်တော်တို့ကစောစောကတော့နာကတယ်ပွဲခုဘက်တရွာနှစ်ရွာသုံးရွာသွားငေးရတယ်ဆက်ပါတော့နော်ဆက်ချင်းညိုလှည့်လည်းရောက်ပါပြီ ဒီခေတ်မှာတော့ပြောင်းသွားပြီကျွန်တော်တို့သားသမီးများရဲ့ခေတ်ရောက်လာပြီဒီလိုလူဖွဲ့စည်းဒီလိုဆရာသမားမိဘများအမြဲတမ်းဆုံးမတဲ့လူဖွဲ့စည်းကနေသားသမီးများပညာရည်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 နဲ့သင်ရခလေးကပညာရည်နွေရည်ရောက်တော့အင်္ဂလိပ်စာသင်တန်းနဲ့ဂျပန်စာသင်တန်းနဲ့စန္ဒယာတိသင်တန်းနဲ့ရေကူးသင်တန်းနဲ့ပကြီးသင်တန်းနဲ့ခလေးအုံနောက်ကလေး သေးသေးလေးတည်းပုံရိုက်ချက်ကျွန်တော်ငငယ်ရလို့လွတ်လွတ်လပ်လပ်မကစားချရဘူးစားပီးရင်စားစားပီးရင်စားသို့တော်သူတို့ခက်ကလည်း electronic ခက်ရောက်လာပြီအိမ်မှာရှိတဲ့ player ကျွန်တော်ခုလက်ရှိမဖွင့်တတ်သေးဘူးကျွန်တော်သမီးလေးကိုတချင်းရှာခိုင်းရသမီးရဲ့ remote ကိုယူပပဟာလေးနှိပ်လိုက်ရင် open ဆိုရင်ထွက်လာလိမ့်မယ်တပြားလေးကိုထည့်လိုက် close နှိပ်လိုက်လို့ရှင်ချုပ် browser ဝင်သွားမှာပေါ့ ြီးရင်ဒီမှာ1 2 3 4တစ်ချင်းနံပါတ်ကြည့်လိုက်14ဆို14နှိပ်ရင်တစ်ချင်းထွက်လာမှာပေါ့ခလေးစီကပြန်တင်ရ reverse mentoring လို့ခေါ်တယ်ပြောင်းပြန်တင်ရတယ်လူကြီးတွေကသူတို့ကိုသူတို့တော်တော်တက်လှပြီးချင်တာ electronic ခေရောက်လာတယ်ဒါဘာမှမသိဘူးအဲ့ဒါ Cleopatra syndrome လို့ခေါ်တယ် Cleopatra မင်းသမီးကအင်မတန်ချောတယ်မိဖေကအသက်ကြီးလာတော့လေချောကျင်တော့မြက်ကွေးလိမ့်နေလင်းတို့တို့လိမ့်နေကျွန်တော်တို့ဒီဘက်လူကြီးတွေကိုလည်း ကလီယိုပါထရာဆင်ဒရမ်လို့ခေါ်တယ်ခုခုကငယ်ချင်းတို့အမျိုးမျိုးသပါမယ်မရပါဘူးကျွန်တော်တို့နောက်ကျပြီကျွန်တော်တို့ကလေးတွေရရှေ့ရသမီးတွေကဖွင့်ပြတယ်တီဗီမှာနိုင်ငံရေးဥတည်ရလေးရပပအာရမီတာကြော်ရတယ်လေကလေးဆိုတော့မသိဘူးပေါ့ကလေးပြောရတယ်သမီးရေရဆိုအိုးတုံးနဲ့မထိုးလိုက်ပါနဲ့ မီးကကြော်တာသုံးခုရှိတယ်တဲ့အဲ့ဒါလည်းကြော်တယ်။သူနာပြုဆရာမလည်းကြော်တယ်ရုပ်ပဇိုးလည်းကြော်တယ်။ခလေးပြောတာမှတ်ထားပါလေ။ဟုတ်တယ်။အဲ့ဒီသုံးခုကြော်လိုက်မှရှောက်ရှောက်ရှိရှိဖတ်လာ။နော်။သူရှိတယ်မသိတော့။ခလေးတွေက tam generation လက်မနဲ့ handset ကိုနှိပ်ပြီးခေါ်တဲ့ခေတ်ရောက်ပြီးလက်ဆက်ကြောင်းစလုံးမသုံးတော့ဘူး။လက်မ music ဖြစ်သွားပြီကြီး။အကုန်သိတယ်သူတို့။အဲ့ကကြီးလာတယ်ကျွန်တော်မသိရင်းနေများတယ်ပဲ။ ပစ္စည်းတွေကနေစင်နေမြအများကြီးဖြစ်လာတဲ့အခါကျွန်တော်တို့လိုက်လို့မမီတော့ဘူးမပြီးတော့အုံနောက်ကကြံရိုက်ခဲ့တယ်နှစ်မိုင်လောက်မှာမျက်လုံးမှာပဲသိတော့တယ်မျက်လုံးနဲ့ပဲစဉ်းစားရတော့တယ် visual thinking လို့ခေါ်တယ်မျက်လုံးနဲ့ပဲစဉ်းစားတဲ့ခေတ်ပုံရိပ်နဲ့ပဲစဉ်းစားတဲ့ခေတ်ကိုရောက်လာပြီးအဲ့ဒါလည်းပဲနေစင်နေမြထွက်နေတော့မယ်လူကြီးတွေကမသိဘူးကျွန်တော်ရောက်မှကြီးတရားကိုစီဒီပြားလေးနဲ့ထည့်ပြီးတော့အမေကျွန်တော်တို့မြို့ထဲဈေးသွားပြီးပြန်လာမယ် နာနှင့်ဆိုတော့တပည့်ကလေးပခုံးတင်ပြီးကျွန်တော်ရောက်ခမှာပိုင်းတရားနာမျိုးရဲရောက်တော့ကံအလျော်စာတခြားကိစ္စတွေပေါ်တော့နစ်လေလောက်မှရောက်လာအမေကနာတော့အမေဘာဖြစ်လို့လို့ဩမင်းကိုတော်တရားချမရအောင်နဲ့တူတယ်မဟုတ်ဘူးတပြားဆုံးလိုက်ပြန်ဆလိုက်တပြားဆုံးလိုက်ပြန်ဆလိုက်မသိဘူးတရားတော့တူတူတလူလူပဲဟဲ့တယ်ငါလည်းကိုတော်မှဟောင်းနိုင်တပည့်တော်လည်းနာမည်ဖျက်ဆိုပြ တရားချမရဘူးလေဒီပဲဆိုမဟုတ်ပါဘူးမရဲအဲ့ဒါပြီးပြီအစပြန်လာနေမသိပါဘူးတော့သူကြီးတွေမသိတော့ခုချေးအေးတဲ့ကျွန်တော်တို့ရက်ွက်ထက်ရချွေးမဗီဒီယိုရုံထောင်းတယ်ညကြတော့အင်္ဂလိပ်ကပြမင်းကလေးဆိုတော့အဖေမဟုတ်ကောက်ကတွေပါရအဖေကြည့်ကြော်လိုက်စပြီးရမုတ်ပေးခဲ့ရှောင်းနေရမုတ်ကြည့်ပြီးစိတ်တက်ကြဘာလို့မှမသိမဟုတ်ကောက်ကလည်းပါလာဘာလို့မှမသိတော့ အနာရေလဲပစုတ်ကောက်တီဗီပေါ်အောက်တာအောက်တော့ငယ်ရရဟေးဘိုးကြီးခမရကြိုက်ဖဲဆမ်းမမဟုတ်ပါဘူးကွာမသိတော့လို့ပါဟဲ့ကောင်တွေဟာ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 အဲ့ဒါအကြည့်ချင်းတော့ပတ်ဆံပြီးတယ်ခမရမသိတော့မလားဗျာလို့ပါနေကွာသူအဆူလေးလှက်ကြည့်ဟာမပြီးသေးဘူးဟာဟာဟာချွေးမလဲနှမ်းဆဲတယ်ချွေးမလဲတောင်မအေးတယ်ဘယ်သွားနေမှန်းသိဘူး ဖေးမလာတော့ဆဲတယ်နောက်မြငါ့ကိုမထားခဲ့နဲ့ဟာအဖေနဲ့တရမုတ်ကိုအမြန်ကြော်လိုက်တယ်မကြော်တော့ပေါင်ကပစုံးနဲ့ထအောက်ထားတယ်ခက်ကပြောင်းနေပါလားမသိဘူးယွာကအင်မတန်အသိညာနည်းတယ်ဆွေမျိုးသားချင်းနေရှိသွားကြသားလုပ်တဲ့လူကရွှေတော်ကပြန်လို့လက်နဲ့တံပြီးတက်တဲ့အဖေကိုလည်းပြီးညာကြီးမှောင်မှောင်မင်းမရှိတဲ့အရက်လည်းပြီးဟာကောင်းတာကွာ သူများဒီကညာတို့တူပြီးတော့ဟာငါသားဝယ်တာကျေစုတင်နေမြတ်ပဲကြာသားမရှိဘူးထိုးကြည့်တာဟုတ်ပြန်မပိတ်တတ်ဘူးမပိတ်တတ်တော့ဆောင်းတဲ့ဥတော်လဲလင်းရံမှာပေါက်မထိုးပါဘူးဆိုဓာန်ဝုန်းတဲ့ဥတော်သားလို့ပဲလူပြန်လာတော့အဖေဓမ္မီရောဆိုတော့ဓာန်ဝုန်းအောင်မှာကွာမင်းဟာတောက်လျှောက်လာနေရပါဟာပြောရင်ကြီးကြီးကျွန်တော်တို့မသိဘူးကဲပါအများကြီးကွာသွားပြီကော်ဖီမို့ ပြောင်းသွားပြီ instant အသင့်ဖြစ်သွားတယ် copy မဟုတ်အဖေက copy တောက်ချင်တယ်ဆိုကျွန်တော်ငယ်ငယ်တော့အမေက copy ကိုကျူတယ် copy မုံထဲတယ်နှုတ်စီလေးထဲအဖေကချူတာမတိုက်ဘူးဆိုတော့ရင်းနှွေးထက်ထက်တောက်ကြည့်တော့မချူပြန်တော့တခြားထက်ချူလုံးသွားတော့ရေထက်ထက်တယ်ဦးနှခမ်းရောက်လာအဖေကတော့မှတခေါ်သေး ဖတ်တည်ရလျှောက်ထဲ့ကြည့်တယ်90လောက်ရတော့အင်းကြီးချင်းတွေဝေရဒီဖြစ်ကမဟုတ်တော့ဘူးကော်ဖီတုပ်လေးတစ်ထုပ်တည်း instant အသင့်ဖြော်လို့ရပြီကော်ဖီမုံကိုရင်နှင်းနဲ့ပျော်တဲ့နည်းပညာတွေ့သွားတယ်နောက်ပိုင်းကော်ဖီတုပ်ကအဲ့တည်းမှာနှုတ်မုံလေးနဲ့နဲ့တရားလေးနဲ့နဲ့ကော်ဖီမုံလေးနဲ့နဲ့ချက်ထားပြီ3 in 1မသိခင်တော့တုံးခွက်တစ်ခွက်တင်ကြိုသောက်နော်မဟုတ်ဘူးဆိုသုံးမျိုးပေါင်းထားတဲ့တစ်ခုခောက်ဆွဲစားမလား ready made သုံးမိနစ်ပဲစဟုတ်ဆက်ဆိုင်လည်းဖြစ်တယ်တံပေါက်စားရင်လည်းဖြစ်ပြီးအင်ဂျီဝဲတော့ ready made ပဲတောင်းငယ်တော့ဘယ်ဟုတ်လဲဆက်ဆရာဦးတန်းစီမှာရွာ6ရွာမှာ7လုံးရှိတယ်ဦးတန်းနိုင်ကျင်တာခံရတယ်6လောက်လောက်ကျမှသွားရွေးတော့ချိန်ထိုးလို့မရဦးတန်းကလည်းဖြည့်ရှင်းတာကောင်းတယ်မင်းညီလေးပြေးလိုက်ပါလားကွာအကိုဆိုရင်နင့်နာခံရတာဟာအဲ့တော့အဖေကအတဲ့အင်ဂျီအကိုကြီးနဲ့မှတော့ အကိုကြီးအတဲ့ရင်ကြီးကျွန်တော်နဲ့တော့ကျွန်တော်ကကြမ်းချုပ်တာညီပေးလိုက်တော့တော်ပဲကိုရွာနဲ့ကိုတော့ဟုတ်နေကတော့ဘယ်တော့မှမတည့်ဘူးစောင်းစောင်းပဲသူကနှစ်ချက်ပဲတဲ့မင်းနေကတော့ဟောက်ရဟာတည်ယူမလားဒီဒီနောက်ကိုတယောက်ကအပေါက်ကြည့်ယူမလားဆိုတော့ဒီနောက်ဟာနှစ်ခုစလုံးမကောင်းဘူးမြေရွေးစရာမရှိဘူးဥသန်းအာစပင်းညက်တော့ဥတိုင်းကျော်စုံလည်းကလည်းထိုင်မရှိဘူးကြွားမှာသင်္ကုတ်တော့ထိုင်ပေးရတယ် လူကလှည့်ပေးလူလည်းကလထိုင်ပေါ့နော်လာတဲ့ခရီးပတ်စံတမခါကြထဲ့ပြီးဦးတိုင်းကျော်ပေးလိုက်ရင်ဦးတိုင်းကျော်ဆက်ကကြီးနဲ့တချမ်းထိုးထားပြီးထိုင်ခိုင်းတာပြန်လို့လည်းမရဘူးလက်ထိတ်ခတ်ထားတဲ့ကကြီးနော်ပြန်လို့မရဘူး။နောက်ကလေးတယောက်လည်းတချမ်းထိုးထားထိုင်ခလေး20လောက်ပဲတချမ်းပြောင်နေနဲ့ထိုင်နေ။သောသာဦးလေးရှင်တယောက်ဆရာဦးလေးရှင်နဲ့သူကသချင်းတွေဆိုပြီးတော့မအီရီယာတယောက်စီခမိန်တူတူနဲ့လိုက်လာတော့မှ နေကလေးပဲကလေးကဟိုကလေးလမ်းဘာပုံစံမှမရှိဘူးပုံထုတ်ချထုတ်ချပြီးဒီနောက်ဝင်လို့သင်္ကန်းကနေချစ်ဒီဘက်ကိုချစ်သူတွေကဖြာကြတော့ပုံစံနဲ့ဘန်းဆိုသိကုံဆောင်ကမှန်တယ်မြနှစ်သိမ်မှာဓာတ်ကန်ရဖွင့်ပြဘလုံးသွားကန်လို့နှစ်ရွက်တည်းရိုက်ကြပြီဆိုကုံဆောင်ကအထူးမရှာဘူးနှစ်သိမ်ရှိကြည့်ရတာပဲဓာတ်ကန်ရပါတဲ့ကောင်ရိုက်သွားတယ်တရွာလုံးဓာတ်ကန်ရနဲ့ ။ဒါမှတော့ပြောရင်လည်းမဆုံးပါဘူး။အခုချင်းညူလည်းအသက်ကြပါပြီနော်။ကျွန်တော်အချိန်နဲ့ကြပြီ။ပြောချင်တာကတခါသုံးပစ္စည်းတွေသုံးပစ္စည်းနှုတ်ပြ throw away ။အင်္ဂလိပ်လိုက throw away ပေါ့။သုံးပစ္စည်းနှုတ်ပြ၊သုံးပစ္စည်းနှုတ်ပြ၊သုံးပစ္စည်းနှုတ်ပြ။လူငယ်တွေရဲ့ဇာတိကြတွေထဲမှာအကျင့်စရိုက်တွေထဲမှာဘယ်ဟာမှမစိုးပေါ့ပေါ့တန်တန်အစင်းနဲ့ရှိပါတယ်။ဘယ်မှာမစဉ်းစားကြတော့ဘူးစဉ်းစားရရင်မလားစဉ်းစားမလားသိမလားဆိုရင် ေးမယ်စဉ်းစားကြည့် ready solution ခလုတ်နှိပ်လိုက် wrong ဆိုကြလာတဲ့ခေတ်မှာဘယ်ဟာမှမစဉ်းစားကြတော့ဘယ်ဟာမှမတွေးကြတော့အငြိမ်းမနေနိုင်ဘူးငရွက်ထက်သချင်းထည့်ထားတဲ့ခေတ်ရောက်ပြီနှစ်ပေါက်နဲ့သဘင်ကရောင်စုံဆုလို့ရပြီဒီကခွေးစွယ်နဲ့အယူပေါင်းနဲ့ဘယ်ကျွန်တော်တို့ခေတ်ကအယူပေါင်းအရင်ဝယ်ဝဲရတယ်အယူပေါင်းနဲ့ တဏျာနဲ့တဏျာအလုတ်ကိုလည်းတည်ငြိမ်မလုပ်ဘူးခုန်ကူးနေရတယ်။အဲ့လိုလူငယ်တွေဟာအသင့်အသင့်အသင့်စာပေစွန့်ပြစာပေစွန့်ပြဆိုစိတ်ဓာတ်ကြီးဖြစ်လာရင်ကျွန်တော်တို့ရဲ့မြစ်တာတွေစေရနာတွေသေရဝန္တတဆုံးယူမိကြပေါင်းတယ်ဆိုတော့ကျွန်တော်တို့ဘိုးဘွားမိဘများရဲ့ဖြစ်เสียကောင်းတဲ့စောင့်ရှောက်ခြင်းဒလေတွေ civilization ကျွန်တော်တို့မှရှိတယ် ယဉ်ကျေးမှုတွေငယ်တော့နည်းနည်းကြီးတော့ယဉ်ကျေးမှုကြီးဖြစ်တယ်။ယဉ်ကျေးမှုကြီးတဲ့ကြီးတော့မဟာယဉ်ကျေးမှုဖြစ်တယ်။မင်းတို့တိုင်းပြည်မှာမဟာယဉ်ကျေးမှုရှိသလားဆိုရင်ကျွန်တော်တို့ပြောနိုင်တယ်။တပိတ်တော်ရဲ့ဆွန်းလောင်းတဲ့ယဉ်ကျေးမှုနှစ်ပေါင်း2600နေရာရှိပြီ။ဘယ်လူမျိုးမှမှနှစ်ပေါင်း2600လောက်သက်ရှင်ကံရတဲ့ယဉ်ကျေးမှုရှိဘူးကျွန်တော်တို့တပိတ်တော်ရဲ့ဆုံးလောင်းတာကလေးချီတောင်းလုံးပဲဒါပေမဲ့ကျွန်တော်တို့နောင်တက်လာမယ်မျိုးဆက်က ီရင်ကျင်းမှုမဟာရင်ကျင်းမှုကြီးကိုဆက်ပြီးလက်ဆင့်ကမ်းနိုင်ကြပါမလားဒိမာရနှလုံးသားနူးညံ့တဲ့နှလုံးသားအမျိုးဘာသာကိုချစ်တဲ့နှလုံးသားတိုင်းပြည်ကိုချစ်တဲ့နှလုံးသားငါတို့ကိစ္စငါတို့ကြပြငါတို့စာဖွေငါတို့အခရာအထက်တန်းကြလှကြည့်လို့တကယ်ရောယုံကြည်တဲ့လူငယ်တွေဖြစ်နိုင်ကြပါလို့မလားကျွန်တော်တို့အများကြီးတောင်းရှိလာပြီကျွန်တော်တို့ကလက်ဆင့်ကမ်းရတော့မယ် အသိဉာဏ်ကျင့်မှုတစ်ခါသုံးဉာဏ်ကျင့်မှုမှာတစ်ခါသုံးလူအဖွဲ့အစည်းဖြစ်သွားရင်မကောင်းမှု၌ရှက်ချင်းမကောင်းမှု၌ကြောက်ချင်းသည်ဟူသောဖီရိဩတပါတရားမှမကောင်းမှုကိုလည်းမရှက်အဖီရိကဖြစ်တော်မယ်မကောင်းမှုကိုလည်းမကြောက်အာနောတပါဖြစ်တော်မယ်ဆိုရင်အဲ့ဒီလူအဖွဲ့အစည်း၅ပါးမှောက်တော့မှာပါဒါကြောင့်ကျွန်တော်တို့ရဲ့အထက်တန်းကျသော အမျိုးဘာသာသာသနာကိုဆောက်ရှက်တတ်သောလူကြီးမိဘကိုယုံကြည်တတ်သောပညာပြည့်ဝနှလုံးလှသောလူငယ်များဖြစ်အောင်ကျွန်တော်တို့အားလုံးကဝမ်းကြဝမ်းကြကျိုးပန်းကြပါစေလက်ဆင့်ကမ်းအမွေကောင်းများပေးကြပါစေလို့ကြိုးရင်းညီကုန်းဖြစ်ပါတယ်များ